ကော်ပီတော်ကိုတဆိုင်မှကြောင်3000နောက်တဆိုင်မှ1000ပါလားအဲဘာလို့ဈေးတွေကဒီလောက်ကွာနေရတာလဲလို့စဉ်းစားမိဘူးလားအဲ့ဒီအဖြေကဈေးနှုန်းတက်မှတဲ့နှီးပြွာတွေထဲမှာပဲရှိနေတာပါဆိုတော့ဒီနေ့မှလေလုပ်ငန်းတွေကသူတို့ PC တွေကိုဈေးဘယ်လိုတက်မှတ်ကြလဲဆိုတဲ့အဓိကနှီးပြွာရှိမျိုးအကြောင်းကိုတခုချင်းစီပြောပြတော့လာပါပြီးတော့အဲ့ဒီဆုံးချက်ချက်တွေကကျွန်တော်လိုဝယ်သူတွေပို့ဘယ်လိုတက်ရောက်မှုရှိလဲဆိုတော့ပါကြည့်ပါရမယ်လေလုပ်ငန်းတစ်ခုကသူ့ရဲ့ဈေးကိုဘယ်လိုထက်မှတ်တယ်လဲမိကုန်းကတော့ရှင်းရှင်းလေးလိုပဲနော် ဒါမဲ့ဖြေကတော့ကိန်းကနန်တစ်ခုရွေးလိုက်တာထက်အများကြီးပိုနန်းနေတာပါအဲ့ဒီနောက်ွယ်မှာစိတ်ပညာပြန်ပတ်တည်ရဲ့အခြေအနေပြီးတော့ကို့ဘရန်ရဲ့ရည်တည်မှုအများကြီးကိုထည့်သွင်းရတာပါဆိုတော့လေဈေးနှုန်းတစ်ခုကိုမှန်မှန်ကန်ကန်ထပ်မတ်နိုင်တာကလုပ်ငန်းတစ်ခုကိုအောင်မြင်သွားစေနိုင်တယ်လို့မှားသွားရင်လည်းကြာရှုံးသွားစေနိုင်တဲ့ဒီကိုအရေးကြီးပါတယ်ကဲဒီနေ့မှာတော့အရင်ဆုံးဈေးနှုန်းတတ်မှတ်ခြင်းကဘာကြောင့်စိတ်ဝင်စားစရာပဟေလီတစ်ခုဖြစ်နေရလဲဆိုတာကိုယဉ်ကြည့်ကြမယ် ပြီးရင်တော့နီးပြို့ဟာတွေကိုအုပ်စုသုံးစုခွဲပြီးကြည့်တော့ပါပါအဲ့ဒါတွေကတော့လုပ်ငန်းတွင်းအခြေအနေနဲ့ဈေးကွက်ကိုအခြေခံတဲ့နီလန်လေးသုံးဆွဲသူကိုဗဟုပြတဲ့နီလန်လေးပြီးတော့အခြေအနေအရသုံးတဲ့နီလန်လေးပေါ့နောက်ဆုံးမှာတော့ကိုယ့်အတွက်အသင့်တော်စုံနီးပြောဟာကိုဘလို့ရွေးမလဲဆိုတာနဲ့အဆုံးသတ်မှာပါကဲပဟေလီရဲ့ပထမအဆုံးအပိုင်းကိုဆက်လိုက်ကြရအောင်ဒီနီးပြောဟာတွေကိုနားလည်ထားဖို့ကဘာကြောင့်ဒီလောက်တောင်အရေးကြီးနေရတာလဲဈေးနှုန်းဆိုတာယိုယိုကင်းကနန်းတစ်ခုလုံးဝမဟုတ်ပါဘူး ဒါကကိုဖီစီရဲ့တံပိုးကိုပြိုးပြနေတယ်။ဈေးခွက်မှာကိုကဘေးနေရာမှာရှိလေဆိုတာကိုပြနေတယ်။ပြီးတော့ကို brand image ကိုပါ for sound ပေးနေတဲ့မဟာ view ဟာတခုပေါ့။ဒီရှင်းလင်းတင်ပြမှုကအဲ့ဒီလိုအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဖို့အတွက်အထောက်ကူဖြစ်စီမဲ့ tool တွေအကြောင်းပြိုးပြသွားမှာပါ။ဇေနုံရဲ့အရေးပါပုံကိုတိလောက်ပြီးဆိုတော့အခုအပိုင်း2ကိုဆက်ကြည့်ကြရအောင်။ဒီပိုင်းမှာတော့လေလက်တွေ့ကြကြနဲ့ လုံခြုံရေးကုန်ကြစည်ရေးတွေပြိုင်ဘက်တွေရဲ့အခြေအနေကိုအခြေခံတဲ့နည်းပြောရာတွေကိုလေ့လာကြပါမယ်ပထမဆုံးနဲ့အရှင်းဆုံးနည်းလမ်းကတော့ cost plus pricing ပါဒါကိုဇင်းနှုန်းသတ်မှတ်ခြင်းရဲ့အခြေခံအုတ်မြစ်လွတ်တောက်ပြောလို့ရတယ်ကိုကုန်ကြစည်ကို drag လိုချင်တဲ့အမြတ်ကိုပေါင်လိုက်ဒါဆိုရင်ရောင်းစေးထွက်လာပြီပဲလက်ထိတ်မှာဘယ်လိုအလုံးလုံးလဲဆိုတာကြည့်လိုက်ရအောင်ဒီမှာမြင်ရတဲ့အတိုင်းပဲ PC တစ်ခုရဲ့ကုန်ကြစည်ကတက်တောင်းချက်ကိုကအမြတ်10%လိုချင်နေဆိုရင်ရောင်းစေးက1000 1000ဖြစ်သွားမှာပေါ့ ရှင်းရှင်းလင်းလင်းတိုက်ကြတဲ့နီလန်တစ်ခုပါ Cost Plus Pricing ကကိုလုံငန်းအတွင်းပိုင်းကိုပဲကြည့်နေတဲ့အချိန်မှာနောက်ထပ်နည်းပြအဖြစ်တဲ့ Competitive Pricing ကတော့အပြင်ဘက်ကိုအဓိကအာရုံစိုက်ပါတယ်ဒီမှာကျတော့ကိုယ့်ရဲ့ကုန်ကျစရိတ်ထက် Plan Battery ကဘယ်စင်းနဲ့ရောင်းနေတယ်လဲဆိုတာကပိုအဓိကကျလာပြီဒီနီလန်မှာမဟာဗျူဟာရအရာရွေးချယ်စရာလမ်းနှစ်တွေရှိတယ်ဥပမာပြိုင်ဘက်ကရေမော်တာတစ်လုံးကို2သိန်းခွဲနဲ့ရောင်းနေတယ်ဆိုပါဆိုဈေးတန်းတော့ရှာနေတဲ့ဝဲသူတွေကိုဆွဲဆောင်ဖို့2သိန်း၄တောင်းနဲ့ဈေးချရောင်းမလား ဒါမှမဟုတ်အင်တန်ရာရောက်အခက်မဲ့တက်ဆင်ပေးတာမျိုးလို့တန်ဖိုးပို့ထည့်ပေးပြီး2,600နဲ့ဈေးတင်ရောင်းမလားဒါကဈေးခွက်ထဲမှာကိုယ့်ကိုဘယ်လိုနေရာယူမလဲဆိုတာနဲ့တက်ရိုက်တက်ဆိုင်နေပါတယ်ကွန်ပျူတာစရိတ်နဲ့ပလေးဘက်တရီကိုအခြေခံတဲ့နီလန်းတွေအကြောင်းပြောပြီးသွားပြီးဆိုတော့အခုအပိုင်း၃မှာဒီညီများချင်းတဲ့ကအရေးကြီးဆုံးလို customer back ကိုအာရုံပြောင်းလိုက်ကြရအောင်အတိတ်ကကွာခြားချက်ကဒီမှာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ် cost plus pricing ကကွန်ပျူတာစိတ်နဲ့အမျက်ကိုပေါင်းပြီးဈေးတက်မှတ်တာ value based pricing ကတော့တုံးဆွဲသူရဲ့စိတ်ထဲမှာရှိတဲ့ DPC ရဲ့အမြင့်တန်ဖိုးပေါ်မှာအခြေခံပြီးဈေးနှုန်းကိုတတ်မှတ်တာပါ။ဒါမဲ့ဒီနေရာမှာတော့ချက်တစ်ခုရှိတယ်။ဒီနေ့လောက်တော့ဒီထက်အောင်သုံးနိုင်ဖို့ခိုင်မာတဲ့ brand တစ်ခုလိုအပ်ပါတယ်။ iPhone တို့ LV8 တို့ကိုပဲစဉ်းစားကြည့်လိုက်လေ။သူတို့ရဲ့ company စီးတွေကအတုံးဝယ်မှုတစ်ခုတည်းကိုပဲပေးတာမဟုတ်ပဲစိတ်ပိုင်းဆိုင်ရာတန်ဖိုးပေါ်ပါပေးနိုင်တဲ့အတွက်ပြိုင်ဘက်တွေထက်ဈေးအများကြီးပိုတင်ရောင်းနိုင်တာပေါ့။ ဇင်းနုံလီရဲ့အစတုံးမှာ69နဲ့ဆုံးနေတာမျိုးကိုဘာကြောင့်လဲလို့တွေးဘူးလားအဲ့ဒါဟာ psychological pricing လို့ခေါ်ပါတယ်လူတွေရဲ့စိတ်ပညာကိုတုံးချပြီးတော့ဇင်းနုံတစ်ခုကို တကယ်ရှိနေတာထက်ပိုသက်သာတယ်လို့ထင်သွောင်းလို့တနည်းပြရရဲ့တကူပါပဲနောက်တစ်ခုက TH pricing ပါဒါကတော့ customer မျိုးစားကိုလိုက်ပြီးဇင်းနုံလီမတူတာမျိုးပေါ့အလွယ်ဆုံးကတော့ရုပ်ရှင်ရောလက်မှတ်တွေကိုပဲစဉ်းစားကြည့်လိုက်လေလူကြီးစေကလေးစေတက္ကီရွယ်ဦးစေဆိုပြီးခွဲထားတာမျိုးပေါ့ အဲ့ဒါက diet pricing ရဲ့နမူနာကောင်းတစ်ခုပါပဲကဲကျွန်တော်တို့ရဲ့နောက်ဆုံးနီးဖြူဟာအုပ်စုဖြစ်တဲ့အပိုင်း၄ကိုရောက်လာပါပြီဒါတွေကတော့လုပ်ငန်းတွေကရောင်းအားကိုခဏတာမြင့်တင်ချင်တာတောင်းမို့ PC လက်ကျန်ရှင်းချင်တာလိုမျိုးတိကျအခြေအနေတွေမှာထုတ်ထုတ်တဲ့နီးဖြူဟာတွေပဲဖြစ်ပါတယ် discount pricing ဆိုတာကတော့လူတို့ရဲ့စိတ်ဝင်စားမှုကိုမြင့်တင်ပြီးဝယ်သူတွေကိုဆွဲဆောင်ဖို့အတွက်အစွမ်းထက်တဲ့လက်နက်တစ်ခုပါဈေးနှုန်းကိုရယူလွှတ်ချလိုက်ခြင်းအပြင် လုပ်ငန်းတွေဟာအရေးကြီးကြီးဝယ်ရမယ်ဆိုတာခန်းစားချက်ကိုဖန်တီးပြီးရောင်းအားကိုမြင့်တင်နိုင်ပါတယ်။ပြီးတော့ဒီနီလန်ကအင်မတန်ကိုဗဆုံထုံးလို့ရပါတယ်။ယာရီလိုက်လော်စီပေးတာတွေအများကြီးဝယ်ရင်ဇီလော့ပေးတာတွေနဲ့အထူးအယောင်မြင့်တင်ရေးအစီအစဉ်တွေနဲ့လက်ချံပစီရှင်တဲ့ clearance sales တွေအထိအားလုံးဟာ discount pricing အောက်မှာပါဝင်နေပါတယ်။ ဘန်ဒါပရိုက်စင်းဆိုတာဇီးဝယ်ထွက်တဲ့အခါဆက်မန်နျူရမမကွန်ဘိုမျိုးမှာဆက်ရတူလို့ပါပဲ PC လိုင်းမျိုးကိုတစုံနေနဲ့ပေါင်းပြီးတစ်ခုချင်းစီဝယ်တာထက်ပိုတန်တဲ့ဈေးနဲ့ရောင်းချတာပါဒါဟာဝယ်ထူတွက်ရောလုပ်ငန်းထွက်ပါအကျိုးရှိတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်ဥမာအနေနဲ့ဒီမှာကြည့်လိုက်ရင် PC တွေကိုတစ်ခုချင်းစီဝယ်ရင်တသိန်းကျနိုင်ပြီမဲ့အတွဲလိုက်ဘန်ဒါအနေနဲ့ဝယ်ရင်၈000ခွဲနဲ့ပဲရပါမယ်ဒါဘလော့တက်တာတော့လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြနေတာပါ dynamic pricing ဆိုတာကြတော့ဈေးနှုန်းတက်မှတ်တဲ့နီလန်နေတဲ့ကပုံတင်ယူကြည့်ကိုအခြေအနေကိုလိုက်ပြီးအယောင်ပြောင်းတလို့ပဲဈေးကွက်ကျဲဝဲလိုအားပေါ်မှုတည်ပြီးဈေးနှုန်းကအခြေအနေအရပြောင်းလဲနေတာပါ။ဥပမာချောင်းတာကဟိုတယ်ဈေးကိုပဲစဉ်းစားကြည့်လိုက်။လူတွေတော်များရဲ့ high season မှာဆိုဈေးတွေကအမြင့်ဆုံးရောက်နေပြီ။လူရှင်းတဲ့ low season မှာကြတော့ဈေးတွေကပြန်ကျပါတော့။အဲ့ဒါကအဝဲလိုအားကိုလိုက်ပြီးဈေးနှုန်းကအတက်အကျဖြစ်နေလို့ပဲလေ။ကဲ။ cost plus ကနေ dynamic pricing အထိနီလာမောင်းဆောင်ကိုလည်လာခဲ့ပြီးဆိုတော့အခုနောက်ဆုံးအပိုင်းမှာဒီအချက်လက်တွေအလုံးကိုပေါင်းစပ်ပြီးအရေးကြီးဆုံးမိကုံးဖြစ်တဲ့မှန်ကန်တဲ့နီးဗျူဟာကိုဘယ်လိုရွေးချယ်မလဲဆိုတာကိုဖြေသွားကြပါမယ်။အဓိကမှတ်ထားရမှာကဒီနီးဗျူဟာဒီကတိချားစီမဟုတ်ဘူးဆိုတာပါပဲ။သူတို့ကဟင်းချက်နေတဲ့ကပါဝင်တီစီတယ်လို့ပဲ။အထူးအောင်ဈေးနှုန်းတတ်မှတ်မှုတွေကနီလာအမျိုးမျိုးကိုပေါင်းစပ်အသုံးပြုလို့ရှိပါတယ်။ ဥပမာလုပ်ငန်းတစ်ခုကအခြေခံဈေးနှုန်းအတွက် cost plus ကိုသုံးမယ်ဈေးကွက်ထက်မှာကိုးနေလာအတွက် competitive pricing ကိုသုံးမယ်ပြီးတော့အယောင်မင့်တင်ဖို့အတွက် discount တွေပေးတာမျိုးပေါင်းစပ်အသုံးပြုနိုင်ပါတယ်ဒါကြောင့်မလို့နောက်တစ်ခါဈေးဝယ်ထွက်တဲ့အခါပစ္စည်းပေါ်ကဈေးနှုန်းကိုပဲမကြည့်ဘဲနဲ့ခဏလောက်ရပ်ပြီးစဉ်းစားကြည့်စေချင်တယ်음ဒီဈေးရဲ့နောက်ွယ်မှာဘလို့နီးဗျူဟာတွေများတုံးထားပါလိမ့်ပြီးတော့အဲ့ဒီနီးဗျူဟာကကိုယ့်ရဲ့ဝယ်မဝယ်စွန့်ဖြတ်ချက်အပေါ်ဘလောက်တောင်လွှမ်းမိုးနေလဲဆိုတာကိုကိုယ့်ဘာသာကိုဖြန့်မေးကြည့်လိုက်ပါ။ ဒီနေ့ရတော့ရှင်းလင်းတင်ပြမှုကတော့ဒီလောက်ပါပဲ